မန္တလေးတက္ကသိုလ်ရဲ့နှစ်တရာပြည့်ရာပြည့်ပွဲကိုမန္တလေးတက္ကသိုလ်နှစ်တရာပွဲမနေ့ကညမနေ့ရက်ဗိုလ်ချုပ်ကြီးရောက်တယ်ရောက်တယ်ဆိုတော့တရင်ရတဲ့ခါကျတော့ဗိုလ်ချုပ်ကြီးကိုရည်ရွယ်ပြီးတော့ဆိုပြီးတော့ဒီမန္တလေးနန်းတွင်းထဲမှာရှိတိုင်းဆက်တာရုပ်ရုံရည်ရွယ်ပြီးတော့ဗိုလ်ချုပ်ကြီးအဲ့ဒီမှာတဲတယ်အဲ့ဒီမှာအိတ်တယ်ဆိုပြီးတော့ရည်ရွယ်ပြီးတော့ချက်ရိုက်တို့နဲ့ပြည့်တဲ့ဖြစ်စဉ်ဖြစ်စဉ်တစ်ခုဒီကနေ့မနေ့အစောကြီးမှာဖြစ်သွားတယ်ဟုတ်ကဲ့ကျွန်တော်မိဘညီကိုမောင်နှမများအားလုံးပဲတော်လန်နေ့လေခင်လေပါဒါကျွန်တော်ဒီကနေ့အော်တိုဘာလ9ရက်နေ့အတွက်မနက်ပိုင်းကနေနေ့လယ်ပိုင်းထိကိုနောက်ဆုံးသိရတဲ့မြေပြင်စစ်ရေးတည်င်းကောင်းလေးတွေနဲ့ ဒီနောက်မှာဒါကြောင့်ထုံးစံတိုင်းပဲ reaction ဗီဒီယိုလေးတစ်ပုတ်နှစ်ပုတ်သွားပြီးတော့ကြည့်လိုက်အောင်ညာကဲတော့ပထမဆုံးဒီအကြံပတ်စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်းရောက်ရှိနေတဲ့ဒီအလဲပန်းတိုင်းစစ်ဌာနချုပ်အထက်ကိုဒီ short tight down နဲ့ပြက်ကတ်ခဲ့တဲ့အထဲမှာဒါဒီနေ့မှဆိုရင်တော့စစ်ခွေးတေဆုံးစင်းတွေထွက်ပေါ်လာပြီပေါ့နော်အဲ့ဒါလေးကတော့ဒီအကြံပတ်စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်းကမနေ့ကကြာရောက်တဲ့မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲသို့တက်ရောက်လာခြင်းမန္တလေးမြို့နန်းတွင်းစီအလဲပန်းတိုင်းစစ်ဌာနချုပ်တို့ short tight down များနဲ့ပြက်ကတ်တက်ခတ်ခဲ့ရမှာ အကြံပတ်စစ်ခွေ၃កောင်တိတ်ဆုံးခဲ့ပြီးပျက်စီးထားတဲ့ကိုတောင်မီးလောင်ပျက်စီးခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါမနေ့ကအော်တိုဘာလ၄ရက်နေ့မနက်6:15မိနစ်ခန့်မှာဒီစစ်ခွေကောင်းဆောင်မင်းအောင်လှိုင်ကမန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲသို့တက်ရောက်ရန်ပြည်ဦးလင်မမန္တလေးသို့ရောက်ရှိလာပြီးနန်းရွှေစီအလဲပိုင်းတိုင်းစစ်ဌာနချုပ်လာဘခအတွင်းမှာခိတ္တဝင်ရောက်တဲကိုခဲ့ကြောင်သတင်းရရှိခဲ့တဲ့အတွက်ကြောင့်ဒီဆော့တိုက်တုံးနှလုံးပြည့်ပြစ်ခတ်တက်ခိုက်ခဲ့ကြပါရယ် ဒါအဲ့ဒီတက်ခတ်မှုအတွင်းစော်တိုက်တုံးတလုံးကတော့လာပါခါစီပြစ်စီထားတဲ့ဂိုဒေါင်တလုံးကိုထိမှန်ခဲကမီးလောင်ပျက်စီးခဲ့ပြီးဒီလက်ခါရမစစ်သား၃ဦးသေဆုံးခဲ့ကလေးဦးအပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ဒါဒုတိယစော်တိုက်တုံးတလုံးကဆိုရင်နန်းတွင်လာပါခတန်ယုံရဲ့အစ်စ်ကြောက်စာများစီးတဲ့စိတ်ဟောင်းဘုံပြတ်သက်စိတ်မှာတလုံးကြောက်ရောက်ပောက်ွယ်ခဲ့ပြီးတမိသားစုတွေရဲ့ဈေးဆိုင်မှာထိုင်နေတဲ့အမျိုးသား၃ဦးနဲ့အမျိုးသမီး၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ ကဲတော့ဆက်ပြီးတော့ဒါကြောင့်စကိုင်းတိုင်းဘက်မှာဆိုရင်စကိုင်းတိုင်းဆွေဘုံမြို့နယ်မှာစစ်ကြောင်ထိုးလာတဲ့စစ်တပ်ကိုဝိုင်းဝန်းပိတ်ဆို့တက်ခတ်ခဲ့ရမှာစစ်ခွေးခုနှစ်ကောင်တိုက်ဆုံခဲ့ပြီးလေးကောင်အစင်ဖမ်းဆီးရမိခဲ့ကတနက်ခဲများလဲတင်စီရမိခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါပြီးခဲ့တဲ့အော်တိုဘာလ2ရက်နေ့မနက်3:30မိနစ်ကအချိန်တမ33လောက်ကစခတ်တဆင်မစင်ရ60ခန်းပြည့်ထွက်လာတဲ့စစ်တပ်စစ်ကြောင်ကဆွေဘုံမြို့တောင်ဘက်မှာ Good Brother ရုံးကနေတဆင်တကနန်းကြီးရအတွင်းသို့ဝင်ရောက်လာပြီး အဲ့ဒီနေ့မနက်6:30မိနစ်ခန့်အချိန်အဆိုပါစစ်တပ်စစ်ကြောင်းကိုတွန်လိုင်းတပ်ဖွဲ့တွေကဝမ်အုပ်ပူပေါင်းပိတ်ဆို့တိုက်ခိုက်ခဲ့ရမှာဒီအော်တိုဘာလ2ရက်နေ့မွန်းလွဲ12:30မိနစ်ခန့်အချိန်ထိတပ်ပွဲများဖြစ်ပွားခဲ့ကြပါတယ်။ဒါအဲ့ဒီတပ်ပွဲအတွင်းစစ်တပ်ဘက်မှတပ်ကြီးစံထွေးအပါဝင်ခုနှစ်ကောင်တေဆုံးခဲ့က10ကောင်ခန့်ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရပါတယ်။ဒါအပြင်ဒီစစ်တပ်ဘက်မှတကြက်အဆင့်တဦးစစ်မှုတန်းတပ်သားတွေပတ်စ3ကိုလည်းအဆင့်ဖမ်းဆီးရမိခဲ့ပြီးလက်နက်ခဲများလည်းသိမ်းဆီးရမိခဲ့ကြောင်းနဲ့ အဲ့ဒီတိန်စီယာမီခဲတဲ့လက်နက်ခဲယမ်းတွေမှာတော့60မမကွန်မန်ဒိုပြောင်းတလက် ME3 တလက် ME1 တလက်60မမအဖူတစ်ဖူ RPG 7အဖူနှစ်ဖူကျောလဲဂျမ်းမာတစ်စုံ5 by passage အတောက်တရာတို့ကိုတိန်စီယာမီခဲကြောင်းတည်ရပါတယ်။ဒါဆက်ပြီးတော့စကိုင်းတိုင်းတမူးမြို့နယ်မှာအကြံပတ်စစ်တပ်ရဲ့ဗိုလ်ကြီးတဦးကတောက်စာမူယူပြီး၎င်းတို့တူထားတဲ့ကတော့ကျင်းတဲ့ပြုတ်ကြပြီးခွေးတီဝက်တွေတိတ်ဆုံသွားပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ ဒါပြီးခဲ့တဲ့အော်တိုဘာလ၁ရက်နေ့မှာကြာရောက်တဲ့62နှစ်ပြည့်ရဲတပ်ဖွဲ့နေမှာအရက်လွန်ကျွန်တောက်ထားပြီးစကန်းကိုပြန်လာရမှာကတော့ကျင်းနယ်ပြုတ်ကျသွားတာပဲဖြစ်ပါတယ်။အဲ့ဒီညရဲတပ်ဖွဲ့နေမှာစစ်ကောင်စီအရာစီတွေကပျော်ပွဲဆင်ပွဲအရက်တောက်ကြတယ်။အဲ့ဒီစစ်ဘုတ်ကလည်းအရက်သမားမူပြီးတော့စကန်းကိုပြန်လာတော့သူတို့တူထားတဲ့ကတော့ကျင်းနယ်ကိုပြုတ်ကျသွားတာကတော့ကျင်းကနှက်တော့တော်တော်လေးထိသွားတယ်ထင်ပါတယ်။ဒါသူ့ရဲ့ရဲဘော်တွေကတော့ဆေးရုံကိုပို့သေးပါတယ်ဆိုပြီးဒါတမူးမြုပ်ကန်တအူးကလည်းပြောဆိုထားပါတယ်။ ဒါအဲ့ဒီတေဆုံးသွားတဲ့စစ်ဘုတ်ခင်မောင်ဦးကယောဂအခန်းစီးတဲ့အတွက်ကြောင့်တမူးဆေးရုံတို့ပို့ဆောင်ခဲ့ပေမဲ့စေကူတမှုမအောင်မြင်ပဲညတွင်ချင်းတေဆုံးသွားခဲ့ကနောက်နေ့မနက်အော်တိုဘာလ2ရက်နေ့မှာချက်ချင်းမြေမြုပ်တကြိုလိုက်ကြောင်းသိရပါဗါးအဲ့ဒီတေဆုံးသွားတဲ့စစ်ကွေးဘူကြီးကအချမ်းအရာစင်ရဲဘော်တွေကိုနိုင်ထက်စီးနှင်းဆက်ဆံတာတေဆုံးသွားတဲ့ရဲဘော်တွေကိုတေဆုံးစည်ရင်မပြပဲအရာစီတွေနဲ့ပေါင်ပြီးလက်စာခိုးထုတ်တာရပိုင်ခွင့်တွေကိုထုတ်ယူတာတွေလုပ်နေကြောင်းလည်းသိရပါဗါး ကဲတော့ဒါကြောင့်ပြည်သူတွေကိုမပြောနဲ့အောင်ဒါသူ့ရဲ့လောင်းငွေသားတွေတော့မှအခုလိုနိုင်ထက်စီးနေနေပြုလုပ်နေရင်းနဲ့ခွေးတီဝက်တွေတိတ်ဆုံးသွားတာဆိုတော့ဒါသူ့ရဲ့လောင်းငွေသားတွေကိုယ်တိုင်ကဘလောက်တောင်ပျော်ကြမလဲဆိုရင်စဉ်းစားတာကြည့်ပြီးတော့နော်ကဲတော့ဒါတဆက်ထဲမှာပဲစကိုင်းတိုင်းမန္တလေးမုံရလမ်းပေါ်မှာဆက်ကြီးကောက်နေတဲ့အကြမ်းဖက်စစ်တပ်ကိုအဝေးထိန်မှန်းဖြစ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာစစ်ခွေး၃កောင်တိတ်ဆုံးခဲ့ပြီးစစ်တပ်ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ ဒါမနေ့ကအော်တိုဘာလ၄ရက်နေ့ညနေ9:35မိနစ်ခန့်အချိန်မန္တလေးမုံရလမ်းပေါ်မှာပြည်သူတွေကိုအနိုင်ကျင့်ဆက်ကြီးငွေကောက်ခံနေတဲ့အကြမ်းဖက်စစ်တပ်ကိုမိုင်းဆွဲတက်ခိုက်ခဲ့ကြပြီးအဲ့ဒီတက်ခိုက်မှုအတွင်းစစ်ခွေ၃ကောင်နေရာမှာပြည်ကြီးပြီးတေဆုံးခဲ့ကဒါအဲ့ဒီတက်ခိုက်မှုပြီးစစ်တပ်ဘက်မှစစ်ကူအင်အား30ခန့်ထပ်မံရောက်ရှိလာတဲ့အတွက်ကြောင့်ထပ်မံမိုင်းဆွဲတက်ခိုက်ခဲ့ရမှာဒုတိယအကြိမ်မိုင်းဆွဲမှုမှာလည်းစစ်ကွေ17ကောင်ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းနဲ့ဒါကြောင့်တော်လိုင်းရဲဘော်တွေအနေနဲ့ကတော့အထူးကမ်းမရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ဆိုတော့ နောက်ထပ်ဒါကြောင့်စကိုင်းတိုင်းဘက်ကတည်င်းကောင်းလေးတွေပဲဖြစ်ပါတယ်။ကြည့်ရတော့ဆက်ပြီးတော့ဒါကြောင့်အကိုချီတို့ဘက်မှဆိုရင်ဘင်္ဂလားဒေ့ရှ်နေဇာမောင်တော်မျိုးနဲ့မြောက်ပိုင်းနေဂျာမှတ်တိုင်52နဲ့55အကြမ်းမှဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေအတွင်းအကြမ်းဖက်အာဆာအဖွဲ့ဝင်6កောင်တေဆုံးခဲ့ပြီးအကြမ်းဖက်အာဆာအဖွဲ့ရဲ့ဒုကောင်ဆောင်ဖြစ်သူအပြင်းထန်ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကနောက်ပိုင်းမှာတော့ခွေးတီဝက်တွေတေဆုံးသွားခဲ့ကြောင်းသိရပါတယ်ဆိုတော့နောက်ထပ်ဒါကြောင့်အကိုချီတို့ဘက်ကတည်င်းကောင်းလေးပဲဖြစ်ပါတယ်။ အဲ့တော့တမားနိုင်ငံလာပြီးတော့လူလူသူလိုမနေချင်တဲ့ကောင်တွေကတော့နော်ဒါကိုသေးတွင်ကိုတူးကြတာပဲအဲ့တော့မိုက်တွင်နေဆက်ပြီးနတ်နေအောင်မဲ့ဆိုရင်တော့လေဒီလိုပဲခွေးတိဝက်တိဆက်ပြီးတော့တေကြရအောင်ပါပဲနော်ကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒီတရုတ်ရဲ့ပန့်ပုံမှုမရှိပဲစစ်ရဇဝက်ကောင်မင်းအောင်လိုင်ကအာနာဆက်မထိန်ထားနိုင်တော့တဲ့အတွက်ကြောင့်အကြမ်းဖက်မြန်မာစစ်အုပ်စုကိုထောက်ခံနေမှုအပေါ်ကိုပြန်လည်စဉ်းစားဖို့နယူးဇီလန်လွှတ်တော်အမတ်ဖေးထရိုင်ဖော့ကတရုတ်ကိုတိုက်တွန်းလိုက်ပါတယ်ဆိုတဲ့သတင်းကောင်းလေးကလည်း ဒါမနေ့ကအော်တိုဘာလ၄ရက်နေ့နယူးဇီလန်လွှတ်တော်မှာမြမအရေးနဲ့ပတ်သက်ပြီးကြားနာနေစဉ်ဒါလေဘာပါတီမှနယူးဇီလန်လွှတ်တော်အမတ်ဖေးထရိုင်ဖော့ကရင်ကဲ့သို့ထုတ်ပေါ်ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။လက်စီဒီအကြံပတ်စစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်ရဲ့အခြေအနေမှာတရုတ်နိုင်ငံရဲ့ပတ်မှုမှုမရှိဘဲအာဏာကိုဆက်လက်ထိန်းထားနိုင်ခြင်းနဲ့ဆက်လက်ရရှိနိုင်ခြင်းမရှိတော့ကြောင်းမင်းအောင်လှိုင်ရဲ့စစ်တပ်ကိုတရုတ်ကထောက်ခံနေခြင်းမှာမြန်မာစစ်တပ်ကကျူးလွန်တဲ့ရာဇဝတ်မှုများနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေမှာတရုတ်ကပါဝင်နေခြင်းဖြစ်ကြောင်း ဲ့ဒီလိုပါဝင်နေခြင်းမှာအင်အားကြီးလေးစားသဖွယ်ဖြစ်တဲ့နိုင်ငံကြီးတစ်ခုရဲ့အပြုမူမဟုတ်ကြောင်းလဲ၎င်းကဆက်လက်ပြောဆိုထားပါတယ်။လက်ရှိမှာဒီအာနာသိမ်းထားတဲ့မြန်မာနိုင်ငံကစနစ်တကျရာဇဝဲမှုတွေကျူးလွန်နေတဲ့နိုင်ငံကဘာကြီးကိုလိမ့်လဲလှည့်ပြနေတဲ့ကြားဖြန့်စင်တာကြီးတရားမဝင်မှုရဲ့စေဝါများထုတ်လို့ရနေရာကြီးဖြစ်လာနေကြောင်းမြန်မာနိုင်ငံမှာစင်စက်မပြတ်တည်ငြိမ်မှုရှိသောငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီလမ်းကြောင်းအပေါ်ကိုပြန်လည်ရောက်ရှိမှသာတရုတ်နိုင်ငံရဲ့ရည်မှန်းချက်ကိုရရှိလိမ့်မည်ဖြစ်ကြောင်း၎င်းကဆက်လက်ထောက်ပြထားပါတယ်။ ကဲတော့မင်းတို့ဟုတ်ပါအောက်တန်းစားရက်ကွာကောင်းနေမင်းတို့ပြောတော့မင်းတို့ပပတ်ကြီးကနိုင်ငံတကာရဲ့ထောက်ခံမှုတွေကိုအပြည့်အဝရနေပါလေဆိုဟမ်ဒီလောက်ထိနိုင်ငံတကာရဲ့စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေကိုဒီလောက်ထိခံနေရတော့မှနော်တိရတိတဲ့ချီးပန်းမရတဲ့ကောင်တွေကပပတ်ကြီးကိုနိုင်ငံတကာထောက်ခံနေပါလေဆိုပြီးအဆက်တိုက်ခါမရှိလမ်းပေါ်တက်ပြီးဖင်ကုန်းပြီးမင်းတို့အော်ရဲသေးတယ်နော်ကဲတော့ဒီနေ့လည်းပိုင်းတင်ဆက်ပေးခဲ့တဲ့မြေပြင်စစ်ရေးသတင်းကောင်းလေးတွေကတော့ဒီလောက်ပါပဲဒီနောက်မှာပထမဆုံးဒီ BNN သတင်းဌာနကိုလည်း ဒါကျွန်တော် credit ပေးပါတယ်ဒါကျွန်တော် CDN ကိုလင်းထောင်ရဲ့စီလေးလာသုံးသက်ကြက်လေးတွေကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာကျွန်တော်ဘယ်လိုပြောမလဲအဲ့တော့စတက်ကဟိုတနိုင်ငံလုံးမှာအပါရရတာမျိုးတော့မဟုတ်သေးဘူးပေါ့သူတို့ဘယ်လိုပြောလဲကျွန်တော်အဲပြောရမယ်ဆိုရှမ်းမြောက်မှာစစ်နိုင်နေတယ်ဆိုတာတရုတ်ဖိအားရယ်နောက်ပြီး TNL ရဲ့ဂျုံတွေ့နေရတဲ့အခက်အခဲတွေအကြောင်းလို့ အဲကျွန်တော်သူတို့စစ်နိုင်နေရလို့ကျွန်တော်တို့ပြောလို့ရပါတယ်။နောက်ပြီးတော့ဒီကင်းပြည်နယ်ဘက်မှာဆိုတာလေအဲဒီအာရှလမ်းမယူလက်လွတ်လိုက်ရတာတို့ကျွန်တော်တော်လိုင်းတစ်ဖွဲ့လက်လွတ်လိုက်ရတယ်ဘာညာဆိုတာကလည်းပေါ်တော့ဒီသူတို့နဲ့ပူးပေါင်းပါဝင်လာတဲ့ PGF2 လို့အဲ့လို DGB အဖွဲ့တွေလို့ KNLPC အဲဒီလိုအဖွဲ့တွေကြောင့်ဒီလမ်းမကြီးကိုသူတို့ပြန်ရသွားပါဘူး။မြောက်ရီကိုလည်းပြန်ထိန်းချုပ်သွားနိုင်တဲ့အခြေအနေတစ်ခုပါ။ဟိုပြောမယ်ဆိုဒါတွေကဟိုတနိုင်ငံလုံးအနေနဲ့သူတို့အနေနဲ့ထိုးစစ်ကိုကြကြပြန့်ပြန့်မဆောင်ရွက်နိုင်သေးပါဘူး။လက်ရှိ အာသူတို့ရဲ့ဟိုဘာလို့ဟိုစီရေးပိုင်းဆိုင်ရာနီးပြီးရောအပိုင်းတွေကအဲ့လောက်ထိပြောင်မြောက်နေရလို့ကတော့ကျွန်တော်ကတော့မမြင်မိဘူးပေါ့နော်အခုလည်း၄ GB ကိုတိုက်နေတယ်၄ GB ကိုတိုက်နေတာကျွန်တော်ကြားတယ်ဒါပေမဲ့မြေပြင်မှာတကယ်ကျနေတာကအများကြီးပဲပေါ့နော်အများကြီးပဲနောက်တစ်ခုကရှေ့တန်းမှာတိုက်ပွဲဝင်နေတဲ့စစ်သားတွေဇီယာနေပြီးတော့ဒီမွေးစေးလို့စေးပြားတွေကျွန်တော်တို့ဟမ်းမိတယ်ဆိုပြီးတော့လည်း ကြရတယ်ဗောနော်။အဲသူတို့အိတ်ကတ်ထဲကြီးပါရပြောမယ်ဆိုရင်အမွေးစေးတုံးပြီးတော့အဟိုပါဗောနော်တိုက်နေတယ်ဆိုတဲ့စစ်သားတွေကြောက်လို့ကြောက်လို့မွေးစေးတုံးနေရတယ်ဆိုတဲ့ပုံစံဗောနော်။အဲ့တော့သူတို့စီမှာကအပြည့်အဝဒီစိတ်တဲ့ခွန်အားအဲ့တော့ပြောတိုက်ဆွမ်းရေဒါတွေကအပြည့်အဝမလုံလောက်သေးဘူးလို့တော့ကျွန်တော်ကတော့ယူဆတယ်။ဒါကြောင့်မလို့တနိုင်ငံလုံးအနေနဲ့ဆိုရင်တော့စစ်တပ်ကယခုလိုအခြေအနေကတော့မဖြစ်နိုင်သေးပါဘူး။တနိုင်ငံလုံးထိုးစစ်ထိုးဖို့ဆိုတာတော့မဖြစ်နိုင်သေးဘူး။တခုပေါ်တော့ကျွန်တော်တို့ကစစ်တပ်ကိုအချိန်ပေးလို့မရဘူး။အချိန်ပေးကျွန်တော်တို့ပြီးခဲ့တော့ကတစ်တုံညာနှစ်ခုစစ်စီရေးတာဟောပေါ်တော့အာ ရှေ့ကိုဆက်ပြီးတော့တိုးထားနိုင်မယ်ဆိုရင်ဘာပြောတနင်္ဂနွေအနေနဲ့ကြဲကြဲမြက်မြက်စစ်တပ်ကိုနေရာပေါင်းတော်ကနေပြီးတော့ဆက်တိုးနိုင်ခဲ့မယ်ဆိုရင်ပြောမှဆိုစစ်တပ်အနေနဲ့အချိန်မရခဲ့ဘူးအချိန်မရတော့ဘူးပေါ့နော်အခုကတော့ကျွန်တော်တို့ကြားထဲမှာအချိန်ကနှေးရွာတာရှိတယ်စစ်တပ်ကိုအချိန်ပေးသလိုဖြစ်သွားတာရှိတယ်နောက်ပြီးတော့သူတို့မှလူနဲ့လက်နက်ရာစုဆောင်ခြင်းတွေပြန်ပြီးတော့ရာသွားတာရှိတယ်ဒါကြောင့်လို့စစ်တပ်ကိုတော့အချိန်ပေးလို့မပြောင်းအချိန်ပေးလိုက်မယ်ဆိုရင်တော့တနင်္ဂနွေလုံးထိုးစစ် အတွက်ကိုတို့အနေနဲ့ပြင်ဆင်ချင်းရှာသွားနိုင်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီရင်းစစ်သမိုင်းတွေကိုလိုက်ကြည့်လိုက်ရင်စစ်တပ်ကတဏျာပြီးမှတဏျာထိုးတဲ့အဲ view ဟာသဘောတရားရှိတယ်ပေါ့နော်။အဲအဲ့ဒါကြောင့်မလို့အဲပြောရမယ်ဆိုရင်တော့တနိုင်ငံလုံးထိုးစစ်ကတော့စစ်တပ်အတွက်အခုချိန်မှာမဖြစ်နိုင်သေးဘူး။တစ်ဖက်ကိုစစ်ကိုထိန်းထားမယ်၊တစ်ဖက်ကိုဖိတိုက်မယ်အဲ့လိုပုံစံနဲ့ပဲသွားမယ်ဆိုတဲ့အခြေအနေကိုပဲကျွန်တော်မြင်ရပါတယ်လား။ဟုတ်ဟုတ်ဟုတ်ကဲ့။အဲ့တော့အခုကဒီရုပ်ကောက်ွက်အကျိုးပဲကွာအလိုကတော့နိုင်ငံရေးရောစီးရောထုတ်လာတာပေါ့ တော့အခုကဗျာဟိုအေရောတော့ဒီနေ့ပဲမနေ့ကကျွန်တော်တို့နိုင်ရင်ကဘက်မှာစကန်လေးပြန်သေးတယ်လို့ကြားတယ်ဆိုတော့အေအေတခုပဲရှေ့တိုးတာပေါ့ဗျာအော်အခုရုပ်ကွယ်နလာလို့ပြတယ်အေအေပေါင်ပဲပေါ့ကျွန်တော်တို့အရင်တော့အရင်တပတ်ပြောတာကျွန်တော်တို့ကလေဟိုခံစင်းလည်းတော့မရဘူးထိုးစေးပဲကောက်တာထိုးစေးပြန်လုံးမရမှဆိုတာအခုတော်လိုက်တက်နေနေတဲ့ဒီချိန်မှာဘယ်လိုမျိုးဟိုလုံးရကောင်းမလဲဘယ်လိုများချက်ပြချင်းကျွန်တော်အရင်တစ်ခေါက်ကပြောသလိုပဲပေါ့နော်အဓိကတော့တံမြန်ထိုးစေးကိုပဲကျွန်တော်တို့ တမန်ထိုးစစ်လုပ်နိုင်မှုပဲကျွန်တော်တို့ရွေးချယ်ရမှာဖြစ်ပါတယ်အအဓိကကြတော့ဟိုပါဘောတော့တစုတစ်ဖွဲ့တည်းတိုက်နေလို့အကျွန်တော်တို့မရတော့ဘူးတပ်ပေါင်းစုတွေကအမြင်ဆုံးပေါ်ပေါက်လို့ရတယ်နောက်ပြီးတော့နေရာပေါင်းစုံကနေပြီးစစ်တပ်ရဲ့လက်ရှိအသွားနေတဲ့စစ်ရှင်ကိုကျွန်တော်တို့ရပ်တန့်အောင်ကျွန်တော်တို့အရင်လုပ်ဖို့လိုတယ်လို့ကတော့ကျွန်တော်ကတော့မြင်တယ်အဲ့တော့ အဲကျွန်တော်ရှိမှာတော့ပြောရပါတော့ဒီစိတ်တန်ရတက်လာတယ်ဆိုတော့သူတို့ကအောင်ပွဲတွေရလာလို့ကျွန်တော်တို့ပြောရမယ်အဲ့ဒါကြောင့်မို့သူတို့ရဲ့စစ်ရှင်ကိုကျွန်တော်တို့ရတ်တက်နိုင်မှာကိုရမယ်နှမဆိုရင်သူ့ရဲ့ target ကိုသူရအောင်လုပ်သွားနိုင်တယ်ရအောင်လုပ်သွားမဲ့အခြေအနေမျိုးတွေကျွန်တော်တို့တွေ့ရတယ်အခုဆိုရင်လက်နက်ခဲရန်တွေအဲတခြားသောလေရင်နဲ့အလေရင်တွေဒါတိုင်းနဲ့ပတ်သက်ပြီးတော့လေသူတို့ဒါမရောက်နိုင်ဆိုရင်ဟိုဘောနော်ရုရှားသွားလိုက်တရုတ်သွားလိုက် နဲ့အာဒီပစ္စည်းတွေလိုက်ဝယ်နေရတယ်လည်းရှိတယ်ပေါ့နော်အဲ့တော့ဒါတွေသာရသွားမယ်ဆိုရင်ပို့ပြီးတော့စစ်တပ်ကိုရင်ဆိုင်ဖို့ကကျွန်တော်တို့ online တက်တွေတဲ့အခက်အခဲတွေဖြစ်လာတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဟိုလည်းပြောရရင်တော့လက်ရှိအခြေအနေကနေပြီးတော့စုပေါင်းပြီးတော့ပေါ့နော်ဒီတပ်ပေါင်းစုတွေစုပွဲဟိုပါနော်အဲကျွန်တော်တို့ဒီဟိုပါနော် chain of command ကိုတေချာဟိုတိဆောက်ပြီးတော့ပါပေါ့နော်ဟိုနီးဗျူဟာမဟာဗျူဟာချတဲ့ ထိုးစစ်တွေကိုကျွန်တော်တို့အမြန်လုံနိုင်ဖို့ဆိုတာတကယ်ကိုလိုအပ်ပါတယ်။ NUG လည်းပြောနေတယ်အထွေထွေထိုးစစ်ဆိုတာကျွန်တော်တို့အခုကာလမှာစတဲ့နေပြီလို့တော့ကျွန်တော်တို့ပြောလို့ရတယ်။ဒါပေမဲ့အထွေထွေထိုးစစ်ဆိုတာလည်းသူ့နယ်မြေကိုတင်ပတ်ဖို့အတွက်သူ့ရဲ့အရှင်ကိုဘယ်လိုရပ်တန့်အောင်လုပ်မလဲဆိုတဲ့စဉ်းစားချက်ကလည်းအခုလို့တဲ့စစ်ဖြစ်ပွားနေတဲ့နေရာတွေကကျွန်တော်တို့ပေါ့နော်အတိခေါင်းဆောင်အတီးတီးတွေဖွဲ့စည်းတီးတီးတွေကစုပေါင်းပြီးတော့ဘာဟာပြူဟာတွေချမှတ်ဖို့လိုတယ်လို့ကတော့ကျွန်တော်တို့မြင်ပါတယ်ဗျ။ကဲတော့လေးစားပါတယ်ဒါကြောင့်စီဂျန်ကိုလင်းထအောင်လို့လဲเนาะအဲတော့ဒါကြောင့်တော်လိုင်းဥဆောင်သူတွေအနေနဲ့လဲ ဒါစုဖွဲ့မှုတွေအကောင်အောင်လုပ်ပြီးတော့ဒီအထွေထွေထိုးစစ်ကြီးကိုအမြန်ဆုံးအကောင့်ထဲပို့နိုင်ဖို့အစွမ်းကုန်စူးစမ်းနေကြတယ်လို့လည်းဒါကြောင့်ပြည်သူတွေအနေနဲ့ယုံကြည်ပါတယ်နော်ကဲတော့နောက်ထပ်ဒီစစ်ခွေး lobby ဒီစဘာပွဲစားကြောင်မျိုးမင်းကလည်းဒါသူ့ပထွေမင်းအောင်လိုက်ဆော့တိုက်တုံးနဲ့အပြစ်ခတ်ခံရလို့ဘလို့တွေလမ်းပေါ်တက်ပြီးပေါက်လို့ပဲစားဖင်ကုန်းပြီးလောင်ချင်းတွေချတာအောင်မလဲဆိုတာကျွန်တော်ဆက်ပြီးတော့ကြည်ရအောင်ညာအာဘူဇမူကြီးကမန္တလေးကိုရောက်နေလို့ဆိုအားလုံးသိပြီးသားပါမန္တလေးရဲ့တက္ကသိုလ်ကြီးယာပြီးပေါ့နော်အဲ့ပွဲရောက်နေတယ်ရောက်နေတော့ ဗိုလ်ချုပ်ကြီးရောက်နေတာအကောင်းဒါပေမဲ့တစ်ဖက်ကလှုပ်လိုက်တာကဗိုလ်ချုပ်ကြီးကိုယူရွေးပြီးတော့လှုပ်လိုက်တဲ့လှုပ်ရက်ကတော်တော်တော့တော်တော်ဆိုးတဲ့ကိစ္စတစ်ခုတော့ဖြစ်တာပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီဘူတန်ကြီးနဲ့မန္တလေးတက္ကသိုလ်ရဲ့နှစ်တရာပြည့်ရာပြည့်ပွဲကိုမန္တလေးတက္ကသိုလ်နှစ်တရာပွဲမနေ့ကညမနေ့ရတဲ့ဗိုလ်ချုပ်ကြီးရောက်တယ်ရောက်တယ်ဆိုတော့တရင်ရတဲ့ခါကျတော့ဗိုလ်ချုပ်ကြီးကိုယူရွေးပြီးတော့ဆိုပြီးတော့ဒီမန္တလေးနန်းတွင်းထဲမှာရှိတိုင်းဆက်ဆံရုံယူရွေးပြီးတော့ဗိုလ်ချုပ်ကြီးအဲ့ဒီမှာတဲတယ်အဲ့ဒီမှာအိတ်တယ်ဆိုပြီးတော့ယူရွေးပြီးတော့ချက်လိုက်တော့နှစ်ပြည့်တဲ့ဖြစ်စဉ်ဖြစ်စဉ်တစ်ခု ဒီကနေ့မနေ့အစောကြီးမှဖြစ်သွားတယ်နော်အောက်တိုဘာ၄ရက်နေ့မနေ့6နာရီဝင်ကျင်လောက်မှာဖြစ်သွားတယ်လို့သိရတယ်ဒီပြောရရင်တော့မန္တလေးကတိုင်းစစ်တပ်နာချုပ်ဝင်နန်းတွင်းကြီးပေါ့နန်းတွင်းရှိတယ်ထင်နန်းတွင်းမှာတာလို့စစ်တပ်ချုပ်ရှိတာအဲ့ဒီမှာဘူဇုံကြီးတဲခုတယ်လို့သူကသိတယ်တွေ့မျော်မှန်းပြီးတော့ရှော့ရုံနဲ့လှပ်ပြစ်တယ်ရှော့ရုံနှလုံးနှလုံးပြစ်တယ်လို့ကြားတယ်ပြောပြစ်တာနှလုံးလို့ကြားတယ်ဒါပေမဲ့နှလုံးနဲ့သုံးလုံးတွေတော့မသိဘူးလောစရောကျွန်တော်လောစရောပြစ်လိုက်တဲ့အတွက်ဘူဇုံကြီးကိုထိတလားဆိုတော့မင်းကဟွန်း ုံမှုကြီးကတည်တော်တည်ပါမလားမသိဘူးပြစ်ပြီးတော့မှတော့ဘုံလုံးမှုကြီးအေးဆေးအောင်ဖြစ်နေဦးမှာဖွင့်ပွဲတော်ကိုအေးဆေးတော့ဆိုပုံမှန်ဖွင့်ပြတယ်ဘုံလုံးမှုကြီးလည်းအေးဆေးပဲပြန်လာပြီဒါပေမဲ့မအေးဆေးတာဘာလဲဆိုတော့အပြစ်တဲ့ကောင်တွေမအေးဆေးတော့ပြစ်တဲ့ကောင်တွေမအေးဆေးတော့မအေးဆေးဘာလို့ဆိုတော့အခုမန္တလေးနန်းတွင်းတဲ့ကိုပြစ်လိုက်တဲ့ကိစ္စကမန္တလေးနန်းတွင်းတဲ့ကိုပြစ်လိုက်တဲ့ကိစ္စကနန်းတွင်းတဲ့ကိုကြပါသလားမီးတော့ကျွန်တော်သိရတယ်မကြောက်ဘယ်ကပြစ်တာလဲဆိုတော့အဲ့ဒီမင်းကုန်းဘက်ကမင်းကုန်းဆိုတာကမန္တလေးရဲ့မန္တလေးရဲ့ဟိုဘုတ်ဒရာကူလိုက်စကိုင်းစကိုင်းပြီးဟိုဘုတ်ဆက်ထွက်မင်းကုန်း ဟုတ်ပါဘူးတနားကြီးလောက်ကားမောင်းရင်ဒါရောက်ပြီလို့မှန်းလို့ရတာပေါ့နော်ဆိုတော့မင်းကွန်းကနေမန္တလေးကိုလှမ်းကြည့်လို့ရှိရင်ဒီလိုတစောင်းမျက်စောင်းတိုးလေးဒီလိုတလွယ်ကုတ်လေးကိုအဲ့လိုမျိုးပဲအဲ့တော့မင်းကွန်းဘက်ကနေပြီးတော့ကျွန်တော်ထင်တယ်မြစ်ကမ်းဆက်ကနေပြီးတော့လာပြီးတော့ဖြောက်လိုက်တုံးနဲ့မြစ်ကမ်းဆက်မှာရှိတဲ့ဒီဟိုကိုင်းတော်တွေတွေကနေပြီးတော့ဒါကြည့်ရတာဖြောက်လိုက်တုံးနဲ့ဒီဘက်ကိုမန္တလေးနန်းတုံးချိန်ပြီးတော့သူကဒီဘက်နဲ့ကြည့်ပြီးတော့ Google Map တွေပါထောက်ပြီးတော့ချိန်ပြီးတော့ဒါနန်းတွေဘက်ကိုတိတ်ပြုံပုံရတယ်အဲ့တော့မန္တလေးနန်းတွေဘက်ကနှစ်မိုင်ကျော်ကျော်လောက်ရှိမယ်အဲ့ဒီဘက်ကနေဆိုဒီဘက်ကိုနှစ်မိုင်ကျော်မကနှစ်မိုင်ကျော်တော့မကဘူးပေါ့ဗျာ ဆိုတော့မင်းကွန်းဘက်ကနေမြစ်ကိုဒီဘက်ကိုကူးလာပြီးတော့ပြစ်သလားမင်းကွန်းဘက်ကနေမြစ်ကိုကြော်ပြစ်သလားဆိုတော့နည်းစနားခက်တယ်ပေါ့နော်ဟိုမင်းတို့ဟာနိုင်မင်းတို့ကဘာမကောက်ဘူးမိုင်နှောင်းလည်းမကောက်ဘူးအဝေးလူတွေတော်တော်ဝေးတယ်မြေဝန်းထောက်ဆိုတော့တော်တော်ဝေးတယ်ဆိုတော့အဲ့ဒါကိုချော့ရိုက်နဲ့ပြစ်ပြီးတော့တို့ကတစ်ဖက်ကတော့အောက်ဘက်ခံတယ်တစ်ဖက်ထုတ်ပြန်ချင်မှတော့ဘာလဲဆိုတော့တို့ချော့ရိုက်နဲ့ပြစ်လိုက်တယ်အဲတို့ရီမန်ချက်ဘိုးချိုးဘိုးချိုးမရောက်လိုက်ရှိနေလို့ပြစ်တယ်ပေါ့ဗျာနော်ဦးမြောင်ဦးမြောင်လိုက်ရှိနေလို့ပြစ်တယ်ဒါပေမဲ့တို့ရီမန်ချက်ကပြစ်မှတ်ကိုမထီဘူးဆိုပေမဲ့အဲ ။ဦးမေအောင်လိုင်းရှိတဲ့အချိန်မှာပြစ်လိုက်နိုင်တဲ့အတွက်တို့လဲတာတို့အောင်မြင်မှုပါဆိုပြီးတော့တဖက်တဖက်ကကြွေးကြော်တယ်။တကယ်တော့ကျတော့အောင်မြင်မှုလို့ကြွေးကြော်ပြီးမဲ့ရှင်ပြောပြစ်တိုက်ပြီးတဲ့နောက်သိပ်မကြခင်မိနစ်ပိုင်းနာရီပိုင်းတုန်းမှာပဲအဲ့မင်းကိုဘက်ကိုတတ်မတော့ဆက်ချောင်းကြီးကထိုးတော့တယ်။မထိုးလို့မရတော့ဆက်ချောင်းထိုးရလိုက်ရတော့အဲ့တော့ဘယ်ရပြစ်တယ်ဘယ်သူလဲဆိုခွင်းဆက်ကိုရှားတာပေါ့ဗျအခုတော့ဒါစစ်ကြောင်းတွေထိုးနေပြီသားလို့ကြမ်းကြားပါအဲ့တော့မင်းကွန်းကိုကျွန်တော်တို့ကခံမှန်းတာမင်းကွန်းကလည်းမြစ်ကနေပြီးတော့ညဘက်ကြီးကူးလာပြီးတော့များဒီဘက်မန္တလေးအဆက်နာဒီတောင်ဆက်တွေကနေပြီးတော့လာပြီးတော့မှဒီပြစ်သွားသလား အဲသူ့ပုံလေးရဆိုရင်တော့ဒါကိုင်းတော့တဲ့ကနေပြစ်တယ်ပြစ်သွားတယ်အခုလက်နက်ကြီးကချွတ်လိုက်တော့နှလုံးကကြားတဲ့နေရာတခြားနေရာကိုကြားတယ်တလုံးဆိုရင်အရသားတွေရှိတဲ့ဘက်ကိုကြားတယ်ဒါပေမဲ့ကံကောင်းတာမန္တလေးမှာဒီဒီကူကြားတယ်နန်းလေးကိုကြားသွားတာမှာအရသားတွေတည်ရဆိုတရေမကြားရသေးဘူးကြည့်ရတာကံကောင်းသွားတယ်နောက်တော့ကလည်းအဲ့လိုပဲဘယ်နဲ့ကြားမှန်းတော့မသိဘူးဘယ်နဲ့ကြားသွားမှန်းတော့မသိဘူးကြားတော့ကြားတယ်ဆိုတော့နှလုံးလောက်ကိုဆက်လက်ကြားတယ်ဒါအချမ်းအချမ်းကြားရတာပေါ့နော်ဆိုတော့ဘယ်သူမှတော့ နံပါတ်1ကတမတော်ခေါင်းဆောင်ဗိုလ်သူကြီးမြောင်မယ်လဲထိခိုက်ခြင်းမရှိသလိုတမတော်သားတဦးတယောက်မှဒဏ်ရာရထိခိုက်ခြင်းလဲဘယ်သူမှမရှိဘူးဘယ်သူမှလည်းမရှိဘူးမန္တလေးနန်းနန်းတော့နန်းနန်းနဲ့ကိုကရင်ဖိုးတော်မတန်းလိုက်ရပါဘူးရှော့ရိုက်တုံးမပြောနဲ့အဲ့လိုပြောခဲ့တယ်ရှော့ရိုက်တုံးမပြောနဲ့ဘာမှတော့မန္တလေးနန်းနန်းကိုဘာတမောင်မချလိုက်ရဘူးအဲ့တော့ဖြစ်တော့သူတို့ကရည်ရွယ်ချက်ကတော့မန္တလေးနန်းတွင်တာဂက်ထားတော့မန္တလေးနန်းတွင်တာဂက်ထားတာဗိုလ်သူကြီးမြောင်မယ်ဒါပေမဲ့မထီဘူးသူကဘယ်နဲ့ကြောက်တော့မသိဘူးတလုံးကအရက်ဖက်ရက်သားတွေရှိတဲ့ဘက်ကိုကြားတယ်ကြားတယ်အဲ့တော့လောလောဆယ်မင်းကုန်းဘက်ကိုတော့တမတော်ကပြစ်လိုက်တဲ့နေရာကိုကျက် ဟာကိုခံမှန်းတဲ့ကမင်းကောမောင်ဆိုတီးလို့မင်းကောမောင်ကိုတောက်တော့ဆေးချောင်းထိုးပြီးတော့ဘသူတွေပြစ်တာလဲဆိုလိုက်ပြီအဲ့တော့အမဲလိုက်သူလိုက်ပြီပေါ့ဗျာအဲ့လောက်ထိကလင်ကချင်းဖာကြပြီးလောနေစရာမလိုပါဘူးเนาะဒါမြေပြင်လေးဆင်းပြီးတော့မင်းသွားပြီးတော့ကြည်လိုက်မင်းတို့စစ်ခွေးဘဏ္ဍကောင်မသာပေါ်ပြီးဘဏ္ဍကောင်အိုနာကျုကန်ဖြစ်သွားလဲဆိုတာမင်းသိလိုက်မယ်เนาะအဲ့တော့ထမင်းလေးတလုံးစားရဖို့အရေးကိုမင်းတို့စစ်ခွေးတက်ကိုဘောတွေမဟာတရားမပြီးတော့เนาะဒါပေါက်လို့ပဲစားကလင်ကချင်းဝါဒမှိုင်းနေဖြန့်နေတဲ့မင်းရဲ့လောက်ရကြောင်းမင်းသားသမီးရဲ့အနာဂတ်အတွက်ငါတို့ရင်လေးမိပါတယ်เนาะ ကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒါသူတို့စစ်ခွေး lobby တွေနဲ့ဒါသူတို့စစ်ခွေးဘောမတွေကိုဒီအမအကြီးကလည်းဘလို့တွေတဲတွေဆော်ပြီးဆုံးမထားပေးမလဲဆိုတာကြောင့်ဆက်ပြီးတော့နားထောင်ကြည့်လိုက်ရအောင်ညာပါလေမန္တလေးတက်ကတူနှစ်တရာပြေမာလာတက်တယ်နှစ်တရာပြေပွဲဦးတဲ့သူရှိနေတဲ့အချိန်မှာဖုန်းမယူရဘူးတဲ့အိတ်မတဲရဘူးထီးမယူရဘူးအုတ်ထုတ်မဆောင်ရဘူးစိုင်ကယ်နဲ့ကားတွေမဝင်ရဘူးရက်တောင်မရဲရဘူးတဲ့မလေဖြစ်မှဖြစ်ရတယ်ဟမ်ပြောတော့ နားလဲတယ်ဆိုပြည်သူတွေကမင်းတို့ထောက်ခံတာဆိုအဲတို့ကမဲခိုးလို့အာဏာသိမ်းရတာပါဆိုအဲ့တော့ပြည်သူတွေကနင်တို့ကိုချစ်နေတာပဲဒီတိုင်းမေစုလိုမျိုးသွားပါလားပြည်သူတွေကသွားလေဘယ်နေရာဖြစ်ဖြစ်မေစုဆိုဒီတိုင်းသွားတာပဲမေစုဆိုဒီတိုင်းသွားတာပဲဘာမယူရတော့ဘာမရက်ရတော့ဘလို့မနေရတော့ဘာမှမတားထားဘူးနော်အမေစုသွားလေရခြေချရနေရမှာဟာပြည်သူတွေကအမေစုအမေစုနဲ့ချစ်လိုက်ကြတာအုံအုံထားနော်လူတိုင်းမြင်တယ်ကိုရီးယားပဲ မဲလိမ့်မယ်ခိုးလို့ပဲတို့ကပဲအာနာသိမ့်ရသလိုလိုတို့ပါတို့ခိုးလို့ဖွက်လို့မဝသေးလို့အာနာသိမ့်ရတာပဲဟမ်ခုကြတော့ဘယ်နေရာသွားသွားဟိုကမလုပ်အောင်ဒီကမလုပ်အောင်နဲ့ညားလိုက်တဲ့ကန့်တက်ချက်တွေညိုညိုကြီးကလည်းအထက်ထက်အန်အောပါသွားပါလားဒီလောက်ပြည်သူတွေချစ်တယ်ဆိုညီတို့ဘပကြီးညီတို့ဘပကြီးကိုပြည်သူတွေဒီလောက်ချစ်နေတာသွားပါလားဒီတိုင်းညီတို့ဘပကြီးနဲ့အဖွဲ့ပြည်သူတွေကဒီလောက်ချစ်နေတယ်ဆိုပြီးတော့ဒီတိုင်းသွားပါလားသွားရဲဦးမလားနော်အမေစုတော်မှ အရင်တော့ကနင်တို့တွေဘလိုတွေပဲလက်နက်တွေနဲ့ကင်ပြီးချိန်ရောက်တာချိန်ရောက်တာအမေဒီတိုင်းပဲသွားတာပဲဘာလို့လဲဆိုတော့မေဆုကပြည်သူတွေတောင်ခြေချရဲတယ်လေပြည်သူတွေကသူ့ကိုဘလောက်ချစ်လဲဆိုတာသူသိနေတယ်ဟုတ်အခုတော့နင်တို့ဘာသူ့ကိုသူတော့တီးတာနော်ဘယ်နေရာသွားသွားလုံလုံရရအပြည့်နေကိုယ့်အသက်ကြတော့နှမျောလိုက်တာသူများ အသက်တွေကြတော့ခြာနေငါတို့ပြည်သူတွေမှာခြာနေခံရတာမဟုတ်ဘူးနော် တော့ငါတို့ပြည်သူတွေကိုငါတို့တိုင်းနဲ့ငါတို့ကန်တို့အာနင်တို့ကအဲ့လိုအကျန်းဖက်အားပေးလို့နင်တို့ဖြစ်တာတို့ဘာလို့အားမဲအကျန်းဖက်ကိုတကယ်အားပေးနေတာဘလူတွေလဲဆိုတာနင်တို့နှုတ်ကုန်လို့သိနော်ဘလူကအကျန်းဖက်နေရလဲဆိုတာနော်ပြည်သူအိုးရင်စီးစိမ်တွေကိုဘလူတွေကအကျန်းဖက်နေရလဲဆိုတာနင်တို့ကုန်လို့သိငါတို့ပြည်သူတွေမှဒီဒုက္ခတွေကခံနေရမဟုတ်ဘူးခံနေရတာမဟုတ်ဘူးဟမ်နင်တို့ရှင်တန်းမှာသွားနေတဲ့လူတွေရောတက်မုံဆိုးမှနင်တို့လင်းနေဟမ်နင်တို့အဘကသူသွားတဲ့သူဘယ်နေရာသွားသွားလုံလုံရေးအပြည့်နဲ့ အာနင်တို့ကြတော့နောက်ကနေရှူးလေးတိုက်ပြီးသွားပြေးပြီးကြိုက်လိုက်ကြပါအောင်တိုက်လိုက်ကြပါအောင်သေးသေးလဲနင်တို့ပါအေးစီပဲသွားတော့ဟိုဘွဲလေးသွားလိုက်ဒီဘွဲလေးသွားလိုက်ပြီးမိသားစုလိုက်လေးမြန်ကြီးစင်းလုံးနဲ့အင်းပြည်သူဗန္ဒာရင်နဲ့ဝယ်ထားတဲ့လေးမြန်စင်းလုံးနဲ့ခရီးထွက်သွားလိုက်ဟုတ်နေရပဲမဲဟိုနေ့ကငါငါတင်ထားတဲ့ပို့စမှာငါကိုမန်မှာလာပြီးတော့ရေးထားသေးတယ်အမေစုလက်ထက်ကတက်ကြီးပင်စင်နေရခဲ့တယ်နော်မတန်မစွမ်းကလေးတွေ အကုန်လုံးထောက်ပံ့ကြီးတွေရခဲ့တယ်เนาะအဲ့ဟာစားတဲ့အထက်မှာလို့ဘောမကြီးလည်းပါเนาะလို့မျိုးကြရတယ်ဟုတ်လားအကုန်လုံးအဲ့ဒါကို6800စားဘောမတကာလာရေးတာအဲ့ဒါဘယ်ကပတ်စံနေနဲ့ပေးရလဲတဲ့ဟုတ်တယ်လေပြည်သူမှန်တာတွေကပတ်စံနဲ့ပြည်သူကိုပြန်ပေးတယ်လေမေစုကနေတော့ပါနေ190လောက်အုပ်ချုပ်လာတာအဲ့ပြည်သူမှန်တာတွေကပတ်စံတော့ပြည်သူကိုပြန်ပေးလို့လားတို့မျိုးကလို့ဆိုရတယ်ဟမ်အဲ့3000လောက်နေတော့ရလို့လားဟမ်ဒီတော့အပပြည်သူဗန္နာတိုင်းထဲမှာရှိတဲ့ခါတွေပြည်သူတွေအခုဆောင်ထားပြည်သူတွေရှိရနေမျိုးစုံရထားတဲ့အခုနေ နော်ဟိုမြန်မာနိုင်ငံတွင်းတွေပြည်စီရောင်းစားလို့ရထားတဲ့ပစံလေးဟမ်အဲ့ဒါလေးလေအကုန်လုံးတို့အိတ်ကထားပဲတို့ထဲတာလေနင်တို့အဲ့လိုတော့ပြန်ပေးဘူးလားနင်တို့အပိုင်းအနည်း90လောက်အုပ်ချုပ်လာလေနင်တို့ပြန်ပေးဘူးလားဟမ်အဲ့3000လောက်နင်တို့မျိုးရလားလည်းမမျိုးခဲ့အောင်မစားမတော့ခဲ့အောင်မလားဟမ်အဲ့တော့ငါကိုကိုမမလာရည်လည်းမယ်အမေစုကပြန်ပေးတာဘယ်ရပစံနဲ့ပြန်ပေးတာလဲတဲ့ဟုတ်တယ်လေပြည်သူတွေရှီကပစံကိုပြည်သူတွေကိုပဲပြန်ထောက်ပံ့တာနော်နင်တို့အပါရပြည်သူတွေရှီကပစံကိုသူတို့ပဲပြန်လိုက်တာ เนาะตรุก็ไปคว้าเวอยู่พี่ช้านตาตัวนี่รู้မျိုးอ่ะซุกันหาเลยนี่รู้แล้วไม่ซ่าอูล่ะอ่ะงาอะหลอมาม่ายายๆไปบอกไล่มาเนาะบะยาปะสันแล้วก็ลาเมยเนี่ยนี่รู้เนี่ยอุ้งนอกเนี่ยเลเวลอสินตันอูแล้วซินซ่าลงไม่เอาเนาะဟုတ်တယ်အမေဆိုอ่ะပြည်သူပတ်ဆံပြည်သူကိုပြန်ပေးတာနီးနီးတို့ပါနေပြည်သူပတ်ဆံပြည်သူကိုအောင်ပြန်ပေးလို့လာအဲ့ဒါကိုလာပြီးစောက်ကားရဲ့လာထဲမျောနေဘောမာနေအခုလဲမှာနီးတို့အဖဘယ်နေရာသွားသွားတေးมาကြောက်နီးတို့ကတော့အရှိရနေပြီးတော့တေးပေါ့နီးတို့တော့ဘူးမကာကွယ်ပေးမယ်လို့မရှိဘူးသူကလေးသူတို့ကလေးတွေကြရတာအကာအကွယ်အပြည့်စုံနေเนาะအဲ့တော့ နင်တို့ရဲ့စောက်အုံနောက်တွေကိုလည်းလေမပြောကျင်တော့ဘူးငါ့ကိုလာလာမပြောနဲ့တော့ငါ့ကိုလာလာပြောလို့ရှိရင်ငါပြောပါအဲ့တော့ဒီအမပြောထားတဲ့စကားတွေအရတော့ကျွန်တော်တကယ်ကိုသဘောကျပါတယ်နော်အဲ့တော့ကျေးဇူးမတိတတ်တဲ့ကောင်ရတော့ဒါမင်းတို့စစ်ခွေပပတ်ကြီးတွေကိုဝယ်မင်းတို့တွားပြီးတော့ထောက်ခံကြပေါ့နော်ဒီလောက်ထိငတ်ပြတ်နေကြလဲအခုတည်းကိုအတိတရားမရကြသေးရင်တော့လေဆက်ပြီးတော့လေဒီထက်ပိုပြီးငတ်ဖို့ပဲရှိတော့တယ်နော်ကဲတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားပေးကြတဲ့ကျွန်တော်ညီကောင်မောင်နှမတယောက်ချင်းတိုင်းအထူးပဲကျေးဇူးတင်စီပါတယ် ဒါညကြမှာပဲအချိန်ရတယ်ဆိုရင်ဒါကြောင့်တည်င်းကောင်းနေနဲ့ပြန်ပြီးတော့တက်လာခဲပါဦးမယ်အားလုံးပဲကျမ်းမာဘေးကင်းကြပါစေနော်